နယူးယောက်မြို့မှာကျင်းပနေတဲ့88ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီမှာကုလသမဂ္ဂအတွင်းမှုချုပ်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား IIMM နဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူတို့၏အစီရင်ခံစာများအပေါ်ပူးတွဲရှင်းလင်းဆွေးနွေးမှုများကိုအော်တိုဘာလ23ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်ထို့အပြင်မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့်အခြားလူနည်းစုများ၏လူအခွင့်အရေးအခြေအနေဟုခေါင်းစဉ်တက်ထားသည့်ဆုံးဖြတ်ချက်အဆိုကိုသက်ဆိုင်ရာမြန်မာနိုင်ငံ၏တရားဝင်ကိုယ်စားလှယ်များပါဝင်ခြင်းမရှိဘဲနိုဝင်ဘာလ15ရက်နေ့တွင်အတည်ပြုချမှတ်ခဲ့ပါသည်။ကုလသမဂ္ဂနိုင်ငံရေးနှင့်ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာရုံးမှ Assistant Secretary General Mr. Khaled Khairuddin ၎င်းအား လုတ်ပိုင်ခွင့်ပေးရထားခြင်းမရှိဘဲအဆိုပါပူးတွဲဆွေးနွေးမှုတွင်ပါဝင် တင်ပြခဲ့ပါသည်မြန်မာနိုင်ငံလူအခွင့်ရေးအခြေအနေဆိုင်ရာ အထူးအစည်းအဝေးစာ တင်သွင်းသူသောမတ်အန်ဒရူးကလည်းအော်တိုဘာလ23ရက်နေ့တွင်ပင်၎င်း၏ကျင်းဝင်းနှင့်မညီုံမြောက်သောမကပညာရှင်မဆန်သောအစည်းအဝေးစာကိုအဖွဲ့ဝင်နိုင်ငံများထံတင်ပြဆွေးနွေးခဲ့ပါသည် IIMM ရန်နီယာကစုဆောင်ခဲ့သည်ဟုဆိုသောတတင်းအချက်လက်23တန်း၏တိကျမှန်ကန်မှုကိုစစ်ဆင်နိုင်ခြင်းမရှိဘဲ၎င်းတို့ဘာသာလိုရာဆွဲ၍ကောက်ချက်ချလျက်ရှိပါသည် NUG ဆိုသည့်အကြမ်းဖက်အဖွဲ့ကိုကိုးစားပြုလျက်ရှိသောကြော်မိုးထွန်းကမြန်မာနိုင်ငံအမိခံ၍ကုလသမဂ္ဂအစည်းအဝေးများတွင်ပါဝင်ဆောင်ရွက်ချက်များကိုကန့်ကွက်ကြောင်းမြန်မာနိုင်ငံမှကုလသမဂ္ဂဘက်သို့စာပေးပို့အကြောင်းကြားပြီးဖြစ်ပါသည် EU နဲ့ OIC တို့ကနိုဝင်ဘာလ15ရက်တွင် တင်သွင်းသည့်ဆုံးဖြတ်ချက်အစုတွင်ရခိုင်အစုများဤသူစန့်ကျင်ဘက်အဖွဲ့အစည်းများနှင့်မီဒီယာတချို့၏အခြေအမြစ်မရှိသောဆွဆွဲချက်များပါဝင်သည်။ယင်းဆုံးဖြတ်ချက်အစုသည်2018ခုနှစ်ဩဂုတ်လတွင်ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်မှစတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီးယင်းဖြစ်စဉ်၏အကြောင်းရင်းနှင့်မြေပြင်အခြေအနေမှန်ကိုရည်ရွယ်ချက်ရှိရှိလင့်လျှူထားခဲ့သည်။ စင်စစ်2019ခုနှစ်စက်တင်ဘာလနောက်ပိုင်းတွင် ARS ခေါ် Acarme Mujahideen အကြမ်းဖက်အဖွဲ့၏ချင်းချောင်မှုများတပ်ဖြတ်မှုများနှင့်ကြိုတင်ကြံစီတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းမှအလုံးအင်းဖြင့်နေရက်စွန့်ခွာမှုများစတင်ခဲ့ခြင်းဖြစ်သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိစခန်းများမှရာပေါင်းများစွာသော နေရက်စွန့်ခွာသူများသည့်အကြမ်းဖက်သမားများ၏အစီအစဉ်ကို လိုက်နာခြင်းနဲ့နေရပြန်ရည်လုပ်ငန်းစဉ်ကိုထောက်ခံခြင်းတို့ကြောင့်တက်ဖြတ်ခံရပြီးယင်းတို့အသက်အနည်းချင်းချောက်မှုများကြောင့်၎င်းတို့နေရပြန်ရည်လုပ်ငန်းစဉ်ပြင်းမြောက်ရေးကိုထိခိုက်စေသည်မြန်မာနိုင်ငံအနေဖြင့်တီးဆန်းဥပဒေများနဲ့မြန်မာဘင်္ဂလားဒေ့ရှ်အကြားသဘောတူလက်မှတ်ရေးထိုးထားသောအစီအမံများနဲ့အညီရခိုင်ပြည်နယ်မှာနေရစွန့်ခွာသူများအဖြစ်စီစစ်အတည်ပြုပေးသူများကိုလက်ခံရန်အစဉ်အသင့်ရှိသည် စစ်စစ်ပြီးနေရဆွန့်ခွာသူများကို ပြန်လည်ပို့ဆောင်ရန်နှစ်နိုင်ငံအကြားဆက်လက်ညှိနှိုင်းဆွေးနွေးလျက်ရှိသည်မြန်မာအစိုးရအနေဖြင့်ယာနစ်ချီတော်နေရပြန်လို့သည့်ဟိန္ဒူများအားစွန့်လင်စွာ နေရပြန်လာနိုင်ရေးအကူအညီပေးရန်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အကြိမ်ကြိမ်မြစ်တာရပ်ခံလျက်ရှိသည်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်မှာမြန်မာနိုင်ငံတနိုင်ငံနဲ့ဆောင်ရွက်ရမရပဲဘင်္ဂလားဒေ့ရှ်ဘက်မှပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်သည် မြန်မာနိုင်ငံအနေဖြင့်ဥပဒေအရ၎င်းတမိုင်းမှတ်တမ်းများအရ၎င်းမြည်သည့်အခါကားများမရှိခဲ့သောရိုဟင်ဂျာဆိုသည့်တီထွင်ထားသည့်အတုံးလုံးကိုအတိအမှတ်မပြုကြောင်းဖော်ပြအပ်သည်ဆုံးဖြတ်ချက်အဆိုသည့် NUG နှင့် PDF ဆိုသူတို့၏အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ကလေးတငယ်230ကျော်အပါဝင်လက်နက်မဲ့အရက်သား6900ကျော်တေဆုံးခဲ့ရသည်ကိုရှုတ်ချရန် ပြက်ကွက်ခဲ့သည်ရင်းဆုံးဖြတ်ချက်အဆိုတွင် အမုံပွားစေသော အချက်များနဲ့နိုင်ငံအတွင်းမတူညီသောအတိုင်းအဝန်းများအကြားစိတ်ဝမ်းကွဲပြားမှုနဲ့တင်းမာမှုများကိုပုံမမြင့်တက်စေနိုင်သည့်အချက်များပါဝင်သည်ဆုံးဖြတ်ချက်အဆိုပါတိန်ကျုံဆွဆွဲချက်များနဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်သည့်အချက်များကြောင့်လည်းကောင်းနိုင်ငံတနိုင်ငံအပေါ်ဥတီချမှတ်သော ဆုံးဖြတ်ချက်အဆိုများအပေါ်အစဉ်တစိုက်ဆန့်ကျင်သည့်မြန်မာနိုင်ငံ၏ရည်တည်ချက်တို့ကြောင့်လည်းကောင်းမြန်မာနိုင်ငံကရင်းဆုံးဖြတ်ချက်အဆိုတစ်ခုလုံးအား ုံးဝပယ်ချ၍ပအဝင် ပတ်သက်မှုမရှိကြောင်းဖော်ပြအပ်သည်ဆုံးဖြတ်ချက်အစုချမှတ်ရာတွင်ပအဝင်ပတ်သက်ခြင်းမရှိသောမိတ်ဆွေနိုင်ငံများကိုကျေးဇူးတင်ရှိကြောင်းဖော်ပြအပ်သည်ဟု၍နိုင်ငံခြားရေးဝန်ကြီးဌာနမှနိုဝင်ဘာလ18ရက်ဒီကနေ့မှတရင်ထုတ်ပြန်ထားပါရခင်ဗျာ